အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အလုံးလုံးတဲ့ချွေးမလေးနဲ့အိမ်တောက်တာဝင်ထန်းဆောင်တဲ့ချွေးမလေးဆိုရဲပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအန်နာပါနီလီမောဆိုတဲ့အမျိုးသမီးကတတော်လေးကိုမောက်မောက်ထောင်လောက်လုံးပါတယ်သူမလောပါလေအရန်ကြည်ပါတယ်ဘာအလုတ်ကိစ္စတခုမစိုးသူမလောက်တဲ့အခါတိုင်းအကျိုးအမြတ်ကိုပဲကြည်တတ်ပါတယ် ဖျားသခင်ကိုယ်တိုင်ကလည်းသူ့အကြောင်းကောင်းကောင်းသိတဲ့အတွက်သူ့ကိုတောင်းလျှောက်တာပေးခဲ့ပါရီ။တရမှာတော့သူ့သားတယောက်လက်ထပ်သွားခဲ့ပါရီ။ချွေးမလေးဒီနေ့အစပြီးရောအိမ်မူကိစ္စတာဝန်တွေအားလုံးနဲ့လက်ထပ်ရောက်သွားခဲ့ပြီကြားလား။ငါသားငယ်လေးလည်းလက်ထပ်လုပ်ပြီးသွားတဲ့အခါကျရင်တော့ငါအေးအေးဆေးဆေးဖျားဘူးပဲရှောက်သွားနေရောမယ်။အမေကလည်းဖျားဘူးခရီးအရှိကြီးထွက်တာကအသက်ကြီးရွယ်အိုရီမထွက်တာအမေကငငယ်လေးပဲရှိသေးရဲ့လေ။ကဲကဲကဲတော်ပြီတော်ပြီ။ဘာမှထော်ပတ်လာတော့မနေနဲ့ငါသိရဲ့။ နင်အခုလို့ပြောနေလို့ဘာမှထိုးနေမှာမဟုတ်ဘူးအိမ်လုံးတွေအကုန်လုံးဒီနေ့ကစပြီးနင်တယောက်တည်းပဲလုပ်ရမှာအရင်နေ့ကစပြီးကာဘီဒီတယောက်အိမ်နောက်တာဝန်တွေကိုထမ်းဆောင်ရင်အချိန်တွေကုန်ခဲ့ရပါပြီနီလီမောလည်းအရန်ကိုဝမ်းတော့ပြောရွှင်နေခဲ့တာပေါ့သူမပတ်စံတပြားတစ်ချမ်းမအကုန်ကြခံစီရမလို့ပဲအလုတ်သမားတယောက်ကိုအလကားရရှိသွားခဲ့တယ်လေအမေကျွန်မထမင်းဟင်းချက်ပြုတ်လို့ပြီးသွားပါပြီတပြက်စီးလဲရမယ်အိမ်တန့်ရှင်းလုပ်ရမယ်အဝတ်တွေလျှော်ရအောင်မယ်အဒါပဲကြံတော့တယ်အဝတ်စားရင်ခြောက်သွားတဲ့အခါကျတော့မှပဲကျွန်မမီးဘူးတိုင်မယ်နော် ဒီအချိန်အတော်အတွင်းကျမမိဖို့ကံတစ်ချက်သွားရှင်းလိုက်အောင်မယ်အမေ။လင်းရတတော်လေးတော်တဲ့ချွေးမတစ်ယောက်ပဲ။ငါဘာတကူမနဲ့ကိုခိုင်းစရာမလိုနော်။အလုပ်တွေအားလုံးကိုနေဟာနေကြည့်ပြီးတော့လှုပ်ကြတယ်။နီလီမားကတော့ကော်ဖီကြောက်အရန်ကိုဝမ်းသာပြောရွှင်နေခဲ့ပါရဲ့။အခုဆိုရင်တော့တားငယ်လေးကိုလက်ထပ်ပေးရမယ့်အလဲရောက်ရှိလာခဲ့ပါပြီ။တားငယ်လေးအတွက်မိုဟိနီဆိုတဲ့မိန်ကလေးတယောက်ကိုသူသဘောကျသွားခဲ့ပါရဲ့။မိန်ကလေးကတော့ချမ်းသာတဲ့အင်ကပါပညာတတ်ဖြစ်ပြီးအပြင်းမာလဲထွက်အလုံးလုံးနေခဲ့ပါရဲ့။ တင်တောင်းဝင်အများကြီးရမယ်ဆိုတာသိခဲ့တဲ့အခါမှာရခမကချက်ချင်းသဘောတူလိုက်ပါတယ်။ချွေမငယ်လေးအိမ်ကိုရောက်လာတဲ့နေ့ကစပြီးရခမရဲ့ပုံစံတွေကအတော်လေးပြောင်းလဲသွားခဲ့ပါတယ်။ချွေမငယ်လေးရဲ့နေ့မိဘအိမ်ကငါ့ကိုလက်ဆောင်ပေးတဲ့စိန်တစင်စာကတကယ်အရန်ကိုလှရဲတိလာတောက်ပနေရပဲ။ချွေမအကြီးမင်္ဂလာဆောင်တော့ကသူ့မိဘတွေငါ့ကိုလက်ဆောင်ပေးခဲ့တဲ့ရွှေတစင်စာနဲ့ရှင်လိုက်မယ်ဆိုရင်တော့ဒါကအရန်ကိုကြီးလို့နေ။ကော်ဖီတရားဒီလိုစကားတွေကိုကြားခဲ့ရတဲ့အခါမှာတော်တော်လေးဝမ်းနေသွားခဲ့ပါတယ်။ အမေရဲ့ဒါဘလို့စကားတွေပြောနေရလဲလွန်ခဲ့တဲ့9ရက်တုန်းကကျမတို့ကရွှေတဆင်စာပေးခဲ့တာအဲ့ဒီတုန်းကရွှေတံပိုးနဲ့အခုရွှေတံပိုးကိုလည်းရှင်းကြည့်လိုက်ပါဦးရှင်ငါနဲ့ဘာတွေများအလောက်ထိပြောလိုက်လို့လဲဒုက္ခပါပဲကဲသွားသွားချွေမအငယ်လေးအခုမှရုံးကနေပင်ပင်ပန်းပန်းနဲ့ပြန်လာခဲ့တာနင်တို့အတွက်လည်းဖေ့ပူပူလေးတစ်ခွာသွားဖြော့ပေးလိုက်အောင်ချွေမအကြီးကိုတော့ရခမဖြစ်သူဒီပုံစံအတိုင်းပဲအမိတ်ပေးစေခိုင်းတတ်ပါရဲ့မနမိုးလေးအေယာကထပြီးဆိုရနဲ့ရခမရဲ့အတန်ကစတင်ပါရဲ့ ကဲချွေမအကြီးရေချွေမငယ်လေးရုံသွားရတော့မယ်လေနင်းတို့အတွက်ထမင်းပူပြင်ဆင်ပေးပြီးသွားပြီလားကဲနားထောင်ထမင်းပူထဲမှာအရွက်တောက်ထည့်ပေးဖို့အတွက်လည်းမမေ့နဲ့နော်သူစားဖို့အတွက်မဟုတ်အချို့တခုခုလည်းထည့်ပေးလိုက်အောင်ဒီအချိန်မှာမုခင်းကလည်းပြင်ဆင်ပြီးထွက်လာခဲ့ပြီးနောက်မှာတော့သူ့ရဲ့ထမင်းပူထဲမှာရုံမရေဒီကြော်ရီကိုတွေ့ရတယ်ပြောလိုက်ပါတယ်ဒုက္ခပါပဲယူမြယူနေရလားရောင်မရဲ့ကျမရုံမှာကျမရဲ့အပေါင်းအသင်းတငယ်ချင်းတွေနဲ့ဒီထမင်းပူကိုဖွင့်စားရမှာလား မောဟိနီရေအိမ်မှာရှိတဲ့ဟင်းဒီဟင်းရွက်တွေကိုပဲငါချက်ပြုတ်မှလीမဟုတ်ဘူးရောင်မရဲ့ကျမရဲ့ထမင်းဘူးအတွက်အထူးစပယ်ရှယ်ချက်ပြုတ်ပြီးတော့အခုလိုမျိုးလူနာတွေစားတော့တဲ့စားတော့တွေကိုတော့ကျမလည်းမကြိုက်ဘူးမောဟိနီငါအိမ်မှာလုပ်ရတဲ့အလုပ်တွေကအရန်ကိုများတယ်အလုပ်တစ်ခုတည်းကိုငါလုပ်နေရတာမဟုတ်ဘူးလေနင်သိရောသိရလားမနဲ့အစောကြီးမိဖို့ခံနေမှာအလုပ်တွေဘလောက်တောင်မှများလိုက်တယ်လေငါရဲ့အိမ်အလုပ်တွေကအများကြီးပဲဒီအလုပ်တွေအကုန်လုံးကိုရောဘယ်သူကလာလုပ်ပေးမှလဲဘယ်သူလုပ်မလဲဆိုတာဘာစကားလဲနင်လုပ်ရမှာပေါ့နင်အိမ်မှာနေနေရပဲလीအ ။မိုဟင်နီကပြင်မထွက်ပြီးတော့အလုံးလုံးနေတော့သူတရက်အလုံးရုံးမှရောင်းလုံးတွေကိုလုံနေရတာပင်ပန်းနေ။နင်တရက်လုံးအိမ်မှာပဲနေနေတာဆိုတော့အိမ်လုံးတွေအားလုံးကိုလည်းနင်လုံးရမှာပေါ့။ကဲချွေမငယ်ဘာမှအရင်ကြီးလဲစွန့်နေနေနော်မနေ့ပြန်ကစပြီးတော့သူနဲ့အတူအကောင်းမွန်ဆုံးလုပ်ပေးလိမ့်မယ်။မောဟင်နီကလည်းသမားနိုင်ရရှိသွားခဲ့တဲ့အတွက်ဝမ်းသာပျော်ရွှင်စွာနဲ့ရုံကိုထွက်ခွာသွားပါရီ။ကာပီဒီကတော့ဒါရီအားလုံးကိုတွေးမြင်နေကြရတဲ့အခါမှာအတော်ဟောလေးဝမ်းနေနေခဲ့ပါရီ။သူမတရားအထည်ထိုင်ပြီးဝမ်းနေစွာနဲ့စဉ်းစားနေတတ်ပါရီ တမဒီအိမ်ကိုရောက်လာခဲ့တာ၅နှစ်ကျော်သွားပါပြီ။အိမ်ရဲ့တာဝန်တွေဝတ်တရားတွေအားလုံးတမတယောက်တည်းပဲယူနေခဲ့ရပါတယ်။ရွက်ခမဖြစ်သူကတော့တမကိုဘယ်တော့ကမှကိူးမဆိုင်ခဲ့ပါဘူး။ဒါပေမဲ့မနေ့တနေ့မှရောက်ရှိလာခဲ့တဲ့ချွေမအငယ်လေးကိုတော့တမထပ်ပို့ပြီးအများကြီးကိူးဆိုင်ပေးနေပါတယ်။နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာနောက်ထပ်ပြဿနာတစ်ခုထပ်ကြခဲ့ပြန်ပါတယ်။မိုဟိနီအတန်ကိုကြားခဲ့ရတဲ့အခါမှာနီလီမာကလည်းချက်ချင်းသူ့အခန်းဘက်ကိုပြေးသွားခဲ့ပြီးတော့ပြောလိုက်ပါတယ်။ဘာဖြစ်တာလဲချွေမလေးရဲ့ဒုက္ခပဲ။ နင်ဘာလို့တကောက်တောင်မှစိတ်ဆိုးဒေါသထွက်နေရတာတော့မိုဟိနီကလည်းသူရဲ့အဝိစာရီကိုခရင်ပေါ်ကိုပြစ်ချပြီးပြောလိုက်ပါတယ်အမေရဲ့ကျမအခုရုံသွားမှုအတွက်ဘာဝေးရမှာလဲကျမရဲ့အဝိစာရီအားလုံးညစ်ပတ်နေရဲ့ရောင်မတရက်အလုံးအိမ်မှာနေနေရပဲကျမရဲ့အဝိစာလေးကိုတော့မှတောက်ပြောင်နေအောင်မလျှော်ထားပေးတတ်ဘူးလားဘာပြောတယ်ထွေမအကြီးကနင်ရဲ့အဝိစာရီကိုမလျှော်ထားပေးဘူးလားသူကအလောက်ကိုတတော်လေးမလုပ်ချင်တာပဲငါအခုချက်ချင်းသူ့ကိုခေါ်ပြီးတော့မေးလိုက်မယ်ခဏလေးပဲဆောင်ချွေမအကြီးရေချွေမအကြီးနင်ဘယ်ကိုရောက်နေရလဲဒီလိုလာခဲ့စမ်းမအောင် နင်သိရောသိရဲ့လားချွေးမအငယ်ကယုံသွားကြနေရတာလေနင်အနေနဲ့သူ့ရဲ့အလုပ်တွေအားလုံးကိုအချိန်နဲ့တပြေးညီလုပ်ပေးတဲ့နဲ့မဟုတ်ဘူးလားနင်တရလုံးဘာအလုပ်တွေများလုပ်နေလို့လဲကျွန်မတရလုံးဘာအလုပ်မှမလုပ်ဘူးလားမေဟုတ်ပြီလေမလုပ်ဘူးဆိုလို့ရှိရင်လည်းမလုပ်ဘူးပဲထားလိုက်ပါတော့ရှေ့ဆက်ပြီးတော့ကျွန်မဘာအလုပ်မှထပ်ပြီးတော့လုပ်ပေးဖို့မရှိတော့ဘူးဆိုတော့ကိုအားလုံးမှထားလိုက်ကြပါကျွန်မဘယ်သူရဲ့အလုပ်တမမမဟုတ်ဘူးလို့အားလုံးရဲ့အလုပ်တွေကိုလိုက်လုပ်ပေးနေအောင် ကော်ဖီဒီကလည်းဒေါသအရန်ထွက်လွန်နေခဲ့တဲ့အတွားရန်ဖြစ်ပြီးသူအခန်းထဲမှာလာထိုင်နေခဲ့လိုက်ပါတယ်။စိတ်ပြတ်ဒေါသထွက်နေတဲ့မိမကိုတွေ့ကြရတဲ့အခါမှာယောက်ျားဖြစ်သူကလည်းမေးလိုက်ပါတယ်။မိမရင်အစဉ်ပြေးရလားဘာဖြစ်တာလဲကွာကိုကလည်းတခုခုပြောစမ်းမအောင်။ကော်ဖီဒီတယောက်ငိုပဲငိုနေခဲ့ပါတယ်ဒီနောက်မှတော့သူမပြောလိုက်ပါတယ်။ဘာမှတော့မဟုတ်ပါဘူးရှင်။ကျမဒီအိမ်မှာပဲအစဉ်အတန်းမှရှိနေလဲဆိုတာကိုသဘောပေါက်နားလည်သွားခဲ့ရလိ။ကျမကဒီအိမ်မှာဘာတန်ဖိုးမှမရှိဘူး။အားလုံးကကျမကိုမိုဟီနီရဲ့အလုပ်သမားတယောက်လိုမျိုးပဲဆက်ဆံနေကြတယ်။ င်းဟုတ်တယ်ငါလည်းကြည့်နေအောင်တော်လေးကိုကြောင်းနေပြီဒီအိမ်မှာဖြစ်ဖြစ်နေတဲ့ကိစ္စတွေအကုန်လုံးကမိုဟီနီပြောတဲ့ပုံစံအတိုင်းပဲဖြစ်ပြနေတယ်။ကောင်းပြီလေဒါဆိုရင်တော့ငါတို့အိမ်ခွဲပြီးနေကြတာပေါ့သူတို့ကိစ္စကိုတော့သူတို့ဟာသူတို့ဖြေရှင်းကြလိမ့်မယ်။ဘာပြောလဲတတခွန်းနေကြမယ်ဟုတ်လားရှင်ဒါဘလို့စကားတွေကိုပြောနေရတာလေ။ကျမကဒီလိုစကားကိုပြောခဲ့ရမှာမဟုတ်တော့ပဲရှင်။ကျမရဲ့မိသားစုနဲ့ကျမဘလို့ခွဲပြီးတော့နေနိုင်ပါလေ။မင်းမပြောဘူးဆိုတာကိုတော့ငါသိပါတယ်ဒါပေမဲ့ငါပြောနေရလေ။ တို့ကိုတေချာသင်ကန်းစာပေးရမယ်မင်းရဲ့တံပိုးကိုတို့သိဖို့အတွက်ဆိုလို့ရှင်တော့ငါတို့တီးတန့်ခွဲနေမှဖြစ်မယ်နောက်ဆုံးမှာတော့ကာဘီဒီကလည်းသဘောပေါက်နားလဲသွားခဲ့ပါတယ်ဒါကြောင့်သူမကလည်းစ조사ပြီးတော့ခွဲနေဖို့အတွက်ပြင်ဆင်လိုက်ပါတယ်သူကလည်းသူ့ရောင်မနဲ့ရခမနှစ်ယောက်လုံးကြောက်အောင်လို့မိဖို့ကန်နဲ့ဝင်သွားပြီးအကျယ်ကြီးអော်ပြောခဲ့ပါတယ်ဒီမှာဒီမှာကျမမိဖို့ကန်နဲ့မှာတုံးဆွဲနေတဲ့ပစ္စည်းတွေအကုန်လုံးကိုတီးတန့်ခွဲပြီးတော့လိုချင်နေတော့ ကျမတို့နဲ့အတူတူထပ်ပြီးတော့မနေနိုင်တော့ဘူးတို့အားလုံးကကျမကိုအလောက်တမတယောက်လိုမျိုးဆက်ဆံနေကြတယ်။ကောင်းပြီလေဒါဆိုရင်တော့မင်းပြည့်စည်ပြီအကုန်လုံးကိုတိတ်စာခွဲထားလိုက်ငါဝိုင်းဝန်းကိုညီလောက်ကင်ပေးမယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာသမီးရခမနေရာကိုလုံလန့်ပြန်သွားခဲ့ကြပါရဲ့။မိုဟင်ကလည်းမေးလိုက်ပါရဲ့။အမေရောင်မဒီနေရာဆပြီးတော့ကျမတို့နဲ့ခွဲနေတော့မှလိုက်။သူရဲ့မိဖို့ကံကိုလည်းသူကတီးတန့်ခွဲပြီးတော့ချက်ပြုတ်ကြောက်မယ်။အင်းဟုတ်တယ်နော်။သူအဲ့လိုပြောနေတယ်။ဒါပေမဲ့အဲ့လိုတော့အမှန်တကယ်ဖြစ်သွားရင်တော့ငါတို့တေဖို့ပဲရှိရဲ့။ ငါတို့မနက်မိုးလင်းလာနဲ့မနက်စာကနေညမိုးချုံညစာအထိကိုရိုင်းချက်ပြုတ်ရလိမ့်မယ်။နင်းနေနှစ်ယောက်ကြားအတွက်ထမင်းဘူးဒါရီအားလုံးကိုဘယ်သူလုပ်ပေးမလဲ။ဒါပေမဲ့ရပါတယ်ကိစ္စမရှိပါဘူး။နင်းအလုတ်သမားတယောက်အိမ်မှာခေါ်ခိုင်းလိုက်ပေါ့။အမေရဲ့အလုတ်သမားကတလားကိုအနည်းဆုံး9000တောင်းလိုက်မယ်။ကျမအလုတ်သမားကိုလာစားပေးနေရလို့ရှင်တော့ဘာရီထပ်ပြီးတော့ကြံနေအောင်ပါလေ။ကျင်းနေနေပဲကာဗီဒီကတော့သူ့ရဲ့ပြည်စီတွေကိုတည်တံ့ခွဲထားခဲ့ပါရဲ့။နောက်နေမှာတော့သူကအေးအေးစစ်စစ်မနက်၈နာရီမှအိယာကထလာခဲ့ပါရဲ့။ သူမအပြင်ကိုထွက်လာခဲ့တဲ့အခါမှာတော့သူ့ရောင်မနဲ့ရခွန်မနှစ်ယောက်လုံးမိဖို့ကန်ထဲမှာရှိနေခဲ့ကြပါရဲ့ချွေးမလေးရေပဲရီဒူးကောင်မီနဲ့တူပါရဲ့ငါမနက်စာကိုကောင်းကောင်းချက်ပါလို့နေကိုပြောရတာနဲ့အမေပဲအမြန်ချက်ဆိုကျမလည်းအမြန်ဆုံးကပဲမို့လို့ပဲကိုချလိုက်တာပဲရီကလည်းဒူးကောင်နဲ့ကျမဘာနေလဲစာထမင်းဘူးမမယူသွားချင်တော့ဘူးသွားတော့မယ်ရှင်အရင်နေ့မှာမိုဟင်နီကလည်းထမင်းဘူးမရှိဘဲနဲ့မနှက်စာတော်မစားဘဲအလုပ်ကိုသွားခဲ့ရပါတယ်။အိမ်လုံးတွေအကုန်လုံးကိုတော့နီလီမတရားအထည်လုပ်ခဲ့ရပါတယ်။ဒီလိုနဲ့ပဲအချိန်တစ်ပတ်ကျော်ကုန်ဆုံးသွားခဲ့ပါပြီ။ အခုဆိုရင်တော့အိမ်မှာအလုံးလုံးနေတဲ့ချွေးမလေးကရုံးမှာအလုံးလုံးထဲချွေးမလေးထက်ပိုပြီးအလုံးလုံးရမှန်းသူတို့နားလေသွားခဲ့ကြပါတယ်။ကာဗီရီအေးစိအနာယူနေရကိုတွေ့ကြရတဲ့အခါမှာသူတို့လည်းဝမ်းနေနေခဲ့ကြပါတယ်။သူတို့အမားတွေအကုန်လုံးအကြော်လဲနောက်ထားရနေခဲ့ကြပါပြီ။တရက်မှာတော့ကြမ်းတိုက်နေတဲ့ညီမတယောက်ချော်လဲကြသွားခဲ့ပါတယ်။ခြေထောက်မှာဒဏ်ရာအပြင်းထန်ရရှိသွားခဲ့တဲ့အတွက်နှစ်လန်းအောင်ထပ်ပြီးမရှောင်နိုင်တော့ပါဘူး။နာကျင်လုံးတဲ့အတွက်ငိုနေခဲ့ပါရဲ့။အမလီငါခြေထောက်ငါခြေထောက်သိပါပြီသိပါပြီ ရခမရဲ့အော်ဒါကိုကြားခဲ့ရတဲ့အခါမှာချွေးမအချီအမြန်ဆောင်ပြေးထွက်လာခဲ့ပြီးထုတ်ပေးလိုက်ပါတယ်။ဒီနောက်ရခမကိုဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်ပါတယ်။အမေရဲ့ဘာလို့ဒါတွေလုပ်နေရလဲ။နောက်ဆုံးဒဏ်ရာရတော့ပြီမလား။ချွေးမအငယ်လေးကအလုပ်ကိုတော့နေရလေ။သူကတော့ဒီအလုပ်တွေကိုလုပ်ကုန်မလို့ဘူး။ငါပဲလုပ်ရမှာပေါ့။နေရှိတော့ကဆိုရင်တော့ငါဘာအလုပ်မှမလုပ်ခဲ့ရဘူး။ဒီနေ့ငါဘလောက်ကြောင်မှမှားသွားခဲ့လဲဆိုတော့ကိုတော့သဘောပေါက်ပါပြီ။အမေရဲ့ခြေထောက်မှာဒဏ်ရာအကြီးကြီးရထားတယ်ဆိုတော့အမေလည်းခဏလောက်အနားယူလိုက်ပါဦးနော်။ အမေအခုအချိန်ကစပြီးပါအလုံးမထပ်ပြီးတော့မလုပ်ရဘူးတခါတော့တော့မိုဟိနီတယောက်တည်းအလုံးလုပ်ပါစေအရိခါကြောင့်လို့ရှင်တော့တို့ပြန်ပြီးတော့အုံနောက်မှန်သွားလိုက်မယ်တိလားနီလီမားကလည်းကာဗီဒီရဲ့စကားကိုလက်ခံပြီးအဲ့ဒီအတိုင်းလုပ်လိုက်ပါရင်အခုဆိုရင်တော့မိုဟိနီတတော်လေးအချိန်နဲ့စိုးသွားခဲ့ပါပြီသူမအိမ်လောက်ကရုံးလောက်ကနှစ်ခုလုံးလုံးနေခဲ့ရပါတယ်တရက်မှတော့သူမအရန်ကိုစိုက်ပြတ်သွားခဲ့ပါတယ်သူကလည်းသူ့ရောက်မှအရှင်မလက်အုပ်ချီပြီးတောင်းငုံနေခဲ့ပါတယ် ရောင်မရဲ့ရောင်မမရှိတော့မှရောင်မဘလောက်တောင်မှကျမပေါ်ကောင်းခဲ့လဲဆိုတော့ကိုသဘောပေါက်သွားတယ်။ရောင်မတို့အလုပ်မျိုးကိုတော့ကျမဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူးသီလား။ကျမတို့အတူတူပြန်နေကြရအောင်နော်။ကျမရောင်မကိုအရင်ကလိုအပ်တယ်တကယ်ပြောတာပါ။နင်ကလိုအပ်တယ်။နာနောက်နေရလားငါတရက်လုံးဘာလုပ်လို့လဲ။နင်တို့တီးတတ်နေငါလည်းတီးတတ်နေခြင်းလဲ။မွေနီကလည်းစတော့ကင်ပြီးတောင်းမှလိုက်ပါရီ။ကော်ဖီတီးကလည်းသူရဲ့ကြံစီပင်အောင်မြင်သွားတဲ့အတွက်ဝမ်းသာပျော်ရွှင်သွားပါရီ။ဒီနောက်ထွေမအကြီးကလည်းခွင်းလောက်ပေးလိုက်ပြီးပြောလိုက်ပါရီ။ ဒါကငါတို့နှစ်ယောက်လုံးရဲ့အိမ်ပဲ။ဒါကြောင့်ငါတို့နှစ်ယောက်အလုပ်ကိုအတူတူလုပ်ရမယ်။ဟုတ်ကဲ့ပါရောင်မကြီးကျေးဇူးတင်ပါတယ်။ဒီနောက်နှစ်ယောက်သာအလုပ်တွေကိုခွဲဝေလုပ်ကိုင်းခဲ့ကြပါရစေ။နောက်တော့သမီးရောင်မနှစ်ယောက်အတူတူတဲမြတ်စွာနေထိုင်သွားခဲ့ကြပါရစေ။နောက်ထပ်တင်ဆက်ပေးတော့မယ့်ပုံပြလေးကတော့ချွေးမလေးလုပ်တဲ့ special mode ဆိုတဲ့ပုံပြပဲဖြစ်ပါရစေ။ကဲပြောပါဦးဆိုတာရဲ့နင်လက်ထပ်ပြီးရောနင်ဘဝကဘလို့လဲအစင်ရောပြည်လား။ပြည်တော့ဗောငါအယောင်ပြောနေရလေ။ဒါနဲ့လေအလို့တွေဘာရောလုပ်သေးလား။ လောက်ပါဟဲ့ငါတော့ငါယောက်ျားရှာကျွေးရစားပြီးအေးစိတ်နေမယ်ဆိုပြီးတော့စဉ်းစားထားတယ်ဘာအလုံးမမလောက်ချင်အောင်တိလားဒါနဲ့ငါအခုအနေနဲ့တွေးရတယ်ဆိုတော့အရန်ဝမ်းတာတယ်ငါတို့မဟုတ်သွားစားကြမယ်လीอืมနင်ပါစားချင်တာလဲအမြဲတမ်းစားနေကြပဲနင်စားမမလားအခုအချိန်ထိအပြင်ကစားတော့တွေကိုနေအရန်ကြိုက်တယ်နော်ကဲလာပါသွားကြမယ်သွားကြမယ်ငါတို့မဟုတ်သွားစားကြမယ်ဒီနောက်မှာတော့တငယ်ချင်းနှစ်ယောက်လုံးကလည်းအတူတူသွားပြီးတော့နို့ငယ်နဲ့လှိမ့်ထားတဲ့မုတ်ကိုဝယ်စားခဲ့ကြပါတယ် စားတော့ပြီးတော့တဲ့အခါမှာတယောက်ကိုတယောက်နှုတ်ဆက်ပြီးအင်ကိုပြန်သွားခဲ့ကြပါလေ။သို့သောအင်ကိုပြန်လဲရောက်ရှိလာခဲ့တဲ့အခါမှာရခမကပြောလိုက်ပါလေ။ကဲရောက်လာပြီလား။ငါတို့လေးကိုစောင့်နေရအကျော်လေးကိုကြားနေပြီ။ဘာလို့စောင့်နေရလဲအမေရဲ့အလောက်ကိစ္စတစ်ခုခုရှိလို့လား။ကျမတို့မင်္ဂလာဆောင်လေးပါတီပွဲတွေကိုများသွားเสียရရှိနေရလား။ဘယ်ကောမှသွားเสียရမရှိပါဘူးချွေးမလေးရဲ့။အိမ်မှာပဲငါတို့ကနေရမှာ။ဒါပေမဲ့နေ့ရက်ခွက်ထီးကတော့နိုကဲလိမ့်စားခြင်းနဲ့ဆိုပြီးတော့ပြောနေရလေ။အချိန်အကုန်လုံးနိုကဲလိမ့်စားမယ်နိုကဲလိမ့်စားမယ်ကြီးပြောနေအောင်။ အမေကလည်းလို့ငယ်လေးလောက်တာအမေအယောင်းကိုကြော်ရဲမဟုတ်လားအမေကိုယ်တိုင်လည်းလောက်တက်နေရပဲအမေပဲလောက်ကြွေးလိုက်တာမဟုတ်အမလီတူတော်ငါလောက်ပေးတဲ့လို့ငယ်လေးကိုစားမယ်ဆိုရင်တော့ငါသူ့ကိုလောက်ပေးလိုက်ပြီပေါ့ဟဲ့သူကတော့သူ့ချွေးမလေးကိုယ်တိုင်လောက်ပေးတဲ့လို့ငယ်လေးကိုပဲစားကျင်တာဆိုပြီးတော့ကြည်ကြနေတယ်အဲ့ဒါကြောင့်ငါကလည်းနေကိုထိုင်ဆောင်နေရဒီစကားကိုကြားခဲ့ရတဲ့အခါမှာချွေးမလေးကလည်းစားနောက်သလိုခံစားခဲ့ရပါတယ်ဒါကြောင့်သူမစဉ်းစားပြီးသွားတဲ့အခါမှာတော့ပြောလိုက်ပါတယ်အမေရဲ့ကြည်ကြတယ်ဆိုတာကတော့ခလေးတွေလောက်တဲ့ကိစ္စတွေပဲ လူကြီးတွေကလည်းကြီးကြတာပဲလားဟုတ်လားဘယ်တော့ကစပြီးတော့လူကြီးတွေကကြီးကြတတ်သွားတာပါလိမ့်ဒါနဲ့လေအဖေတငယ်တွေဘာတွေများပြန်သွားလာရင်လို့ဖြစ်တာလေချွေးမလေးရေနေရအတော်လေးကိုစားတော့တန်းနေဘာမှထပ်ပြီးတော့စားတော့နေနဲ့သွားသွားအမြန်ဆုံးသွားပြီးတော့နှုတ်ခဲလေးသွားလုပ်ခဲ့ဒါနဲ့နေစားဖို့အတွက်လည်းနေတခါရဲထည့်ပြီးတော့လုံလိုက်အောင်နော်ဒါဘောမေရဲ့ကျွန်မအိမ်မှာရှိတဲ့တဲရောက်အတွက်မဟုတ်လောက်ပေးနေတဲ့အချိန်မှာကျွန်မစားဖို့အတွက်မလုပ်ဘူးဆိုတာက ဖြစ်နိုင်ပါမလားကျွန်မစားဖို့အတွက်လည်းတခါရဲလုံမှာပေါ့ ကျောင်းဆောင်ပြီးနောက်မှာတော့စူတာကလည်းမိဖို့ခံရဝင်သွားခဲ့ပါတယ်။ရောက်ခတိနဲ့ရောက်ခမနှစ်ယောက်လုံးကတော့ချွေးမလေးတို့ချွေးတဲ့လိုကလေးကိုစားချင်လို့တဲ့အတွက်ကြောင့်မို့လို့စောင့်နေခဲ့ကြပါတယ်။ရောက်ခတိကလည်းပြောလိုက်ပါတယ်။မိမကြီးငါအရင်ကဘိုက်စားလာပြီးချွေးမလေးဘာလုပ်နေရလဲအတော်လေးကိုကြားတာပဲ။သူဒီတစ်ခေါက်မုန်းလို့တာတော်တော်လေးကြားတယ်။ဘာဖြစ်လို့ဒီလောက်တောင်မှကြာနေရတာလဲ။ငါထပ်ပြီးတော့မစောင့်နိုင်တော့ဘူးကွာ။ဘိုက်အရင်ကိုစားနေပြီးရှင်းရတော့လေအယူကြီးကြာနေရပဲ။ဒီလောက်ထိအတက်ကကြီးနေပြီနော်။ခလေးလိုမျိုးစကားတွေကိုပြောနေတော့မယ်။ ထွေမလေးလို့ကလေးသွားလုံးနေရဲ့လေသူကိုယ်တိုင်လုပ်ပေးမယ်ဆိုပြီးတော့မိဖို့ကန်နေဝင်သွားတာရှင်မတွေ့ဘူးလားမဟုတ်တခုလောက်တာအလောက်ထိအမြန်တော့ရမလားရှင်ခဏလေးသူ့ဆောင်ပေးလိုက်ပေါ့သူလာလိုက်မယ်ခဏလေးတော့ထွေမလေးဆိုတာကတဲ့ရောက်ခတိနဲ့ရောက်ခမစားဖို့အတွက်လို့ကလေးတွေကိုယူလာခဲ့ပေးပါရီမိသားစုတွေအကုန်လုံးကလည်းအတူတူဆိုင်ပြီးလို့ကလေးတွေကိုစားတောက်ခဲ့ကြပါရီစားနေရတယ်ဆိုတာကလည်းရောက်ခတိဖြစ်တော့ကိုမေးလိုက်ပါရီဘလို့လဲအဖေကျမလောက်ထားတဲ့လို့ကလေးစားလို့ရောကောင်းရဲ့လားကောင်းတယ်ကောင်းတယ် ကောင်းရုံတည်းပဲဟုတ်မလဲ။ရန်အစားကောင်းတာတော်တော်လေးကိုအရသာရှိတယ်ချွေးမလေးရဲ့။ဒါနဲ့ချွေးမလေးငါလေးကိုတခုပြပြမယ်တိလား။နင်းဖြစ်လိုက်မယ်ဆိုလို့ရှင်တော့တခါလေးဆိုင်ဖွင့်လိုက်ပါလား။နင်းသားဒီမော့ကိုအပြင်မှာရောင်းမယ်ဆိုရင်တော့လူတွေအကုန်လုံးသဘောကျလုံးလုံးနင်းဆိုင်မှာလူတွေအများအားတိုးကျနေကြလိမ့်မယ်လို့ငါတော့ထင်တယ်။ကျမလည်းဆိုင်ဖွင့်ချင်တာပေါ့။ကျမကိုယ်တိုင်ဒါကိုဆိုင်ဖွင့်ပြီးတော့ရောင်းချင်တယ်။ဒါပေမဲ့အဖေရဲ့သားကတော့ပြောမနေနဲ့သူ့ရဲ့အတွေးခေါ်ကတော့လေတစ်ဖက်ကန်းကိုလော်လောနေတယ်။ဒါပေါ်ချွေးမလေးရဲ့ငါသားလေးကအတွေးခေါ်ရမ်းမြင်တာကိုလည်းလည်းသိတော့ကောင်းတယ်။ ငါသားလေးကပညာတတ်တယောက်ဖြစ်တယ်ပြီးတော့ကုမ္ပဏီအကြီးကြီးမှာအလုပ်လုပ်နေရတူဆိုတော့သူ့ရဲ့အတွေ့အခေါ်အရန်မြင့်နေရစမ်းတော့လည်းမစမ်းပါဘူး။သူကလူကြီးလူကောင်းတွေအကြီးကဲတွေနဲ့အတူတူပြောဆိုဆက်ဆံနေရတဲ့သူ။ဟွန်းဟုတ်တယ်နော်။အမေပြောတဲ့စကားမှန်တော့လည်းမှန်ပါသေး။တရမတော့တင်းငုံနေနေမှာအာမန်ကတော့ရုံပိရဲ့ဖြစ်တဲ့အတွက်အိမ်မပဲနားရှုနေခဲ့ပါရီအိမ်မအိမ်နေနဲ့သူကစဉ်းစားနေခဲ့ပါရီဒီနေ့တော့ကောင်းတာလေးတစ်ခုခုစားကျင်လိုက်တာဘာစားရင်ကောင်းမလဲဒါကြောင့်သူကလည်းအခန်းထဲကနေအပြင်ကိုထွက်လာခဲ့ပြီးနောက်မှာတော့သူ့ရဲ့အမေကိုပြောလိုက်ပါရီ အမေရေဒီနေ့ရောင်းလဲပိတ်တယ်ကျွန်တော်ဘဲမှလည်းသွားစရာမရှိဘူးအိမ်မှာပဲနေနေရတာပြင်းလာပြီတခုခုအရသာရှိတာလေးစားကြင်လိုက်တာတခုခုလောက်ပါအောင်အမေရေဒီအချိန်မှာသူသားရောက်ရှိလာခဲ့ပြီးတော့ပြောလိုက်ပါတယ်ဒါနဲ့ရေခဲတက်တာတွေမှာနို့ငယ်တွေအများကြီးပဲရှိတယ်ရန်ကိုလက်လက်ဆက်ဆက်ပဲလေကျွန်မအားလုံးစားဖို့အတွက်နို့ငယ်လေးလုပ်ပေးရမလားသားရရေတခုခုကောင်းတာစားခြင်းလေဆိုရင်တော့ချွေးမလေးကိုနှုတ်ခဲလေးပဲလှုပ်ခိုင်းလိုက်တော့ချွေးမလေးလှုပ်ကြွေးတဲ့နှုတ်ခဲလေးကတကယ်အရန်စားကောင်းပြီးတော့အရသာရှိတယ်တိလားမင်းလည်းအရန်ကိုကြိုက်သွားလိမ့်မယ်ငါတို့လည်းအရန်ကိုကြိုက်ကြတယ် တော်ပါတော့ဖေရဲ့လိုခဲလေဆိုတော့စားစရာမစားတော့လို့ဖေကထင်နေသေးရလားမစားခြင်းအခုတော့လူတွေအကုန်လုံးကအပြင်ရောက်အစားအသောက်တွေစားရတာတရုတ်အစားအသောက်တွေစားရတာကိုအရင်ကကြိုက်နေကြတာလေဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်တို့တရုတ်ခေါက်ဆွဲကြော်လေးတစ်ပွဲလောက်ကြော်ပေးတယ်ဆိုရင်တော့မရပါဘူးဟုတ်ပါပြီတာရဲ့နင်းခေါက်ဆွဲကြော်စားခြင်းနဲ့ဆွဲလဲအမေတရုတ်ခေါက်ဆွဲကြော်လေးတစ်ပွဲတအားအတွက်ကြော်ပေးမယ်ချွေမလေးကငါတို့အားလုံးစားဖို့အတွက်လို့ငယ်လေးလုပ်ပေးလိုက်မယ်ငါတို့ကအဲ့ဒါကိုပဲစားမှာ ငါတို့ကတော့ချွေးမလေးလောက်ကျွေးတယ်လို့ခဲလေးစားရတာကိုအကြိုက်ဆုံးပဲသူလောက်ပြီးတာရမ်းစားကောင်းတယ်တာရဲ့ဘလို့လဲယောက်ျားရဲ့ကျမပြောတာမှန်တယ်မလားအေးဟုတ်တယ်မင်းပြောတာမှန်တယ်လုံအောင်ကိုမှန်တယ်အနီပတ်ဝင်ချင်းမှရှိတဲ့သူတွေနဲ့မိသားစုဝင်တွေအကုန်လုံးကဆူသားလောက်ပြီးတယ်လို့ခဲလေးကိုအရန်ကြိုက်ကြပါတယ်သူယောက်ျားတယောက်တည်းကတော့မကြိုက်တာပါကျန်တဲ့သူတွေအကုန်လုံးကတော့စူတာလောက်ထားတဲ့နှုတ်ခဲလေးဆိုတဲ့အတန်ကိုကြားရတဲ့အပြေးတော်ရောက်လာပြီးစားတော့တတ်ကြပါရဲ့။တရမှာတော့အင်းကြီးချင်းမျိုးသမီးတွေကအင်းကိုရောက်ရှိလာခဲ့ကြပါရဲ့။"ကော အားလုံးရုတ်တရက်ကြီးဘလို့ဖြစ်တာလဲဘာကိစ္စများရှိလို့လဲဘလို့ဖြစ်တာလဲအမရေကျမတို့ကအိမ်လေးချင်းနေပဲကျမအမတို့အိမ်ကတော့မလာတယ်လို့မရတော့ဘူးလားအေးဟုတ်တယ်နည်းနည်းမတွေ့ရတာစကားမပြောရတာကလည်းအတော်လေးကိုကြားနေပြီလေအဲ့ဒါကြောင့်စကားလေးပါလေပြောရင်ကောင်းမလားဆိုပြီးတော့လာလေကြတာပေါ့တကယ်လို့နေငါတို့နဲ့စကားမပြောချင်ဘူးစိတ်ဆိုးသွားတယ်ဆိုလို့ရှင်လည်းရတယ်ပြောငါတို့အခုပဲပြန်သွားလိုက်ကြတော့မလို့မဟုတ်တာမဟုတ်တာဘာလို့လျှောက်ပြီးတော့ပြောနေကြတာလဲထိုင်ထိုင်ထိုင်ဘာမှအရင်ကြီးလဲစိတ်ဆိုးမနေကြနဲ့အောင် ဒီလိုနဲ့အင်္ဂလိပ်စစ်တွေအကုန်လုံးကလည်းထိုင်နေခဲ့ကြပါသေး။အဲဒီတွေကထိုင်နေခဲ့တဲ့အခါမှာတော့အင်ရှင်ကလည်းတခုတ်ခုတ်စဉ်းစားမိသွားတဲ့အတွက်ပြောလိုက်ပါရယ်။ဘလို့မဆိုရင်တော့အင်ကိုတော်မှလာလေကြတာဆိုတော့ငါအနေနဲ့ဧည့်သည်တွေကိုအဲဝတ်ကျေပြောရမှာပေါ့။လက်ဖက်လေးမဟုတ်လေတခုတ်ခုတ်စားပြီးတော့မှပြန်ကြနော်။လက်ဖက်တောက်ပြီးတော့မဟုတ်စားနေရင်စကားပြောရတော့ပို့ပြီးတော့ကောင်းတာပေါ့ဟုတ်တယ်မလား။อืมဟုတ်တယ်နော်ဟုတ်တော့လေဟုတ်ပါတယ်ဒါပေမဲ့အမရဲ့ကျမတို့ကအင်ကိုတကူတကလာပြီးအမကိုမုတ်လောက်ခိုင်းနေဆိုတာကတော့မကောင်းပါဘူး အမကလည်းဘာမုံမသွားပြီးတော့လုံမနေတော့နဲ့ဟမ်ငါကဘာဖြစ်လို့မုံတွေကိုသွားလုံနေရမှာလဲမလုံပါဘူးအိမ်မှာငါချွေးမလေးတရားလုံးရှိတယ်သူကပဲအရာအားလုံးကိုလုံလိုက်မယ်အခုလည်းသူပဲလုံပေးမှာဒါနဲ့အိမ်မှာချွေးမလေးရှိတယ်ဆိုရင်တော့ငါတို့အားလုံးကြိုက်တယ်လိုခဲလိုက်ပဲတခါလေးလုံခိုင်းလိုက်တော့လေကျန်တဲ့ဘာမုံတွေမှာသူ့ကိုလုံခိုင်းမနေနဲ့အလွယ်တကူပဲလုံခဲလေးလုံခိုင်းလိုက်တော့ဟမ်ဟုတ်တယ်အမချွေးမလေးလုံတယ်လုံခဲလေးကလေတကယ်အရန်အရသာရှိတယ် သူလောက်ထားတဲ့မောက်ကိုစားပြီးသွားပြီဆိုရင်တော့စိတ်ဝိညာဉ်တစ်ခုလုံးအေးချမ်းသွားတယ်လို့ကိုခံစားရတယ်တိလားဟုတ်တယ်ဟုတ်တယ်တို့ပြောတော့မှန်းလဲရောပြီးတော့မှတော့ခမဖြစ်တော့ကသူရဲ့ချွေမလေးကိုအတန်းပေးပြီးခေါ်လိုက်ပါတယ်ချွေမလေးရေချွေမလေးဒီလိုလာပါအောင်ချွေမလေးရေအမြန်ဆုံးဒီလိုလာပါအောင်ဟုတ်ကဲ့ပါအမေရေအမေဘာပြောနေရလဲတခုခုပြောနေရလားပြောလေဒီမှာအိမ်မအဲ့တဲ့တွေလဲရှောင်းနေတယ်ငါတို့အားလုံးစားဖို့အတွက်နှုတ်ခဲလေးကောင်းကောင်းလေးအမြန်ဆုံးလုပ်ခဲ့ပြီးအောင်ဒါနဲ့ချွေမလေးရေငါတို့စကားပြောနေရင်စောင့်နေမှာဆိုတော့နေမမြန်လေးလုပ်ခဲ့နော် ဟုတ်ကဲ့ပါအမေရေကျမသိပါပြီအားလုံးထိုင်ပြီးတော့အေးအေးဆေးဆေးစကားပြောနေနေကြပါနော်ကျမအရသာရှိတဲ့နှုတ်ခဲလေးတွေအခုချက်ချင်းလှုပ်ပြီးတော့လာခဲ့မယ်ပြောပြီးနောက်မှာတော့သူသားကအားလုံးအတွက်နှုတ်ခဲလေးတွေကိုလှုပ်ပေးခဲ့ပါတယ်အားလုံးကလည်းဒီမလှုပ်ကြွေးတဲ့မဟုတ်ကိုစားပြီးနောက်မှာတော့ခြေကျုမဆုံးဖြစ်နေခဲ့ကြပါတယ်ကောင်းတယ်ကောင်းတယ်အရန်အစားကောင်းတယ်မဟုတ်ပဲချွေးမလေးရေနေရဲ့အရေးချင်းတွေအားလုံးတရကြရင်အသုံးဝင်ပါစေလို့ဆုတောင်းပေးရနော်ဒါဆိုရင်တော့သွားတော့မယ်အမှန်အလုံးလုံးနေတဲ့ကုမ္ပဏီကတော့မဆလာထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပါတယ် တရမတော်တထေးကလည်းအာမန်ကိုခေါ်ပြီးပြောလိုက်ပါတယ်။ကဲအာမန်ရဲ့နားထောင်။နောက်တစ်ပတ်ဆိုရင်တော့ငါတို့အစာတောက်ပြိုင်ပွဲတစ်ခုကျင်းပဖို့ရှိတယ်။အဲဒီပြိုင်ပွဲမှာအနိုင်ရရှိတဲ့သူကစုချင်းငွေအကြီးကြီးရမှာ။ပြိုင်ပွဲနဲ့ပတ်သက်တဲ့ပြင်ဆင်မှုတွေအကုန်လုံးကိုတော့မင်းကိုယ်တိုင်တာဝန်ယူလုပ်ပေးရမယ်။ဟုတ်ကဲ့ပါဇာကောင်းပါပြီ။အစာတောက်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပြီးအနိုင်ရရှိမဲ့သူကငွေ၅သိန်းစုချင်းမြင့်ချင်းခံရမှာဖြစ်တဲ့အတွက်အာမန်လည်းစဉ်းစားနေခဲ့ပါတယ်။၅သိန်းတော့ကွာငါသာရပြီဆိုရင်တော့ရှယ်ပဲ။ငါကားတစ်စီးဝယ်လို့ရပြီ။ အပမဲငါကန်ကအလောက်ကောင်းလို့လားဒီနောက်အာမန်ကလည်းမိဘတွေကိုဒီကိစ္စပြောပြခဲ့ပါတယ်မိဘတွေကလည်းဝမ်းသာပျော်ရွှင်ကုန်ကြတာပေါ့စိတ်မပူပါနဲ့ဘလို့မဆိုငါတို့ချွေမလေးကအရန်တော်တာဆိုတော့သူအောင်မြင်လိုက်မယ်မင်းကိုယ်တိုင်သူ့ကိုဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပွဲပေးလိုက်လေအဖေကလျှောက်ပြောနေပြန်ပြီသူ့လောက်ထားတဲ့နိုကယ်လေးကအလောက်ကောင်းတာလည်းမဟုတ်ဘူးဘယ်သူမှစိုက်မှာတော့မဟုတ်ဘူးငါပြောတာနားထောင်စမ်းပါအားလုံးကသဘောကျလိမ့်မယ်ချွေးမလေးကိုပဲနေပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရှောင်းလှုပ်ပေးလိုက်စမ်းပါမိဘတွေကအတင်းတိုက်တော်နေတဲ့အတွက် အာမန်ကလည်းသူ့မိမကိုဝေရောက်ရှင်ပြိုင်ခွင့်ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့မိဘတွေပြောတဲ့စကားကအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။စူတာကဒီပြိုင်ပွဲမှာဝေရောက်ရှင်ပြိုင်ပြီးအနိုင်ရရှိသွားခဲ့ပါတယ်။သူမလောက်ထားတဲ့နိုကယ်လေးကိုအားလုံးကသဘောကျနှစ်သက်နေခဲ့ကြပါတယ်။ဒါတော့တွေ့ကြရတဲ့အခါမှာအာမန်ကိုယ်တိုင်ကလည်းအားအတင်းနေခဲ့ရပါဘော။ငါမိမစူတာဒီလောက်ကြော်လိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ဘူး။သူကတကယ်အရန်ကိုအရေးချင်းရှိရပါပဲ။အာမန်အခုလိုစဉ်းစားနေခဲ့တဲ့အချိန်မှာတထေကစူတာကိုငွေ9သိန်းဆုပ်ချင်းပြေးလိုက်ပါတယ်။ ဒီပြိုင်ပွဲမှာအနိုင်ရရှိသွားခဲ့တဲ့ဆိုတာကိုကျွန်တော်တို့ကုမ္ပဏီဘက်ကငွေ9သိန်းစုချင်းမြင်ပေးလိုက်ပါတယ်။ကျွန်တော်တို့ကုမ္ပဏီက brand ambassador ဖြစ်လေသူ့ကိုခန့်အပ်လိုက်ပါပြီ။တောင်းကြခဲ့ရတဲ့ခါမှာ Armand Attorney အန်အားတင်သွားခဲ့ပါတယ်။သူ့မိမတကယ်တော်ရယ်ဆိုတာကိုလည်းသူလက်ခံသွားခဲ့ပါပြီ။အရင်နေ့ကစပြီးဆိုတာကြောင့်မိသားစုတွေအကုန်လုံးရင်ပေါ်ကပြောင်းလဲသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။